ဆိုဗီယက်စင်နဲ့ဟင်းဝင်ရဲ့နိုရဲမင်္ဂလာဦးစွန်ကျွေးမှာမထင်မှတ်တဲ့စကားတစ်ခုပြောလိုက်တဲ့ဟင်းဝင်ရဲ့အမေဒေါ်ဆန်ဆန်ဝင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စနေစင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့အားလုံးရဲ့ပါဇက်ဖြားမှာပြောစမတ်တွင်နေရဲ့အနုပညာရှင်ဇုံတွဲတက်လေးဖြစ်တဲ့ဟေးဦးရန်နဲ့စိုးပြည့်သင်တို့ရဲ့မင်္ဂလာဦးဆုံးကျွေးပွဲအကြောင်းလေးကိုနည်းနည်းထူးထူးခြားခြားလေးပြောပြချင်ပါတယ်။မော်ဘီမျိုးသေးဖြူတော်ရဓမ္မရိတ်တာမှာပြုလုပ်ခဲ့တဲ့ဒီပွဲလေးကတကယ့်ကိုအေးချမ်းပြီးတော့စက်တီမင်္ဂလာအပြည့်နဲ့ပါဆိုရှယ်မီဒီယာပေါ်မှာတက်လာတဲ့ပုံတွေဗီဒီယိုတွေမှာဆိုရင်တို့သမီးလေးစိုးပြည့်သင်ရဲ့အလှသူ့ရဲ့မြန်မာဝတ်ဆောင်ဖက်ရှင်နဲ့ ဟိဝရဲ့နှမိသားစုကချစ်ခင်မြတ်နိုးစွာဆင်မြန်းပေးထားတဲ့တန်ဖိုးကြီးယတနာတွေကတကယ်ကိုမှမျက်စိကြိမ်းလာအောင်ပါပဲဒီလိုမျိုးအလုံးကပီတိတွေဖြာပြီးတော့ကြည်နူးနေကြတဲ့အချိန်မှာမီဒီယာအင်တာဗျူးတစ်ခုကနေပရိသတ်တွေကြားမှာဟင်ဆိုပြီးတော့အာရုံစိုက်မှုအပြည့်ရသွားခဲ့ပါတယ် အဲ့ဒါကတော့သတို့သားဟင်းဝီရဲ့ရဲမေမေတော်ဆန်းဆန်းဝင်းပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ပါပဲထုံးစံတိုင်းပါပဲမီဒီယာတွေကသားရဲ့မင်္ဂလာပွဲမှာဘယ်လိုခံစားရလဲမေးတဲ့ချိန်မေမေတော်ဆန်းဆန်းဝင်းကချက်ချင်းပဲဝမ်းသာပါတယ်လို့မဖြေဘဲသားလေးအတွက်ဝမ်းနေမိတယ်လို့ဖြေလိုက်တာပါဒီစကားကိုကြားလိုက်ရတဲ့ချိန်မှာပရိသတ်တွေတင်မကပါဘူးအဲ့ဒီနေရာမှာရှိနေတဲ့သူတွေပါတစ်ချက်တော့အံ့ဩသွားကြပါတယ်ဘာဖြစ်လို့လဲချွေးမလေးကိုသဘောမချလို့လားတခုခုအစင်မပြေတာရှိနေလို့လားဆိုတဲ့အတွေးတွေမှတ်ချက်တွေချက်ချင်းထွက်ပေါ်လာခဲ့ပါတယ် ဒါပေမဲ့ဟိဝေရမေမေတော့ဆန်းဆန်းဝင်ကအဲ့ဒီဝမ်းနေတယ်ဆိုတော့စကားရဲ့နောက်ွယ်ကအတိတ်ပဲအမှန်ကိုချက်ချင်းပဲရှင်းပြခဲ့ပါတယ်။ဒါကမကျေနပ်လို့သဘောမတူလို့ဝမ်းနေတာလုံးဝမဟုတ်ပဲမိခင်တယောက်ရဲ့အနက်ရှိုင်းဆုံးမြစ်တာတရားကြောင့်ဖြစ်ပေါ်လာတဲ့ဝမ်းတာဝမ်းနေဆိုတဲ့ခံစားချက်ပါ။ဘာကြောင့်အဲ့ဒီလိုဝမ်းနေရဆုံးဖြစ်တယ်လဲဆိုတာကိုတော့ဆန်းဆန်းဝင်ကရှင်းပြထားပါတယ်။သူမှာသားသမီးလေးယောက်ရှိတဲ့အနက်ဟိဝရန်ကတတိယမြောက်မင်္ဂလာဆောင်တဲ့သားသမီးဖြစ်ပါတယ်။ ဒါပေမဲ့ဒီတတိယမြောက်မင်္ဂလာပွဲဟာသူမတို့အဝမ်းနဲ့ရောက်ဆောင်ပွဲလို့ဆိုပါရယ်အကြောင်းရင်းကဟင်းဝရံကသားသမီးလေးယောက်ထဲမှာအလိမ္မာဆုံးသားလေးဖြစ်နေလို့ပေါ့မွေးဖွားလာကလေးကလည်းထူးခြားတဲ့နမိတ်လက္ခဏာတွေနဲ့ထူးထူးခြားခြားမွေးဖွားလာခဲ့သူဖြစ်ပြီးတော့အမေဖြစ်သူနဲ့အမြဲတမ်းအတူတူရှိနေပြီးရဲ့သားလေးဖြစ်တယ်လို့ဆိုပါရယ်စဉ်းစားကြည့်ပါအမြဲတမ်းကိုအနားမှာရှိနေတဲ့ကိုရင်ဝင်နဲ့လွှမ်းခြုံထားရတဲ့အလိုလိုက်ရဆုံးအလိမ္မာဆုံးသားယတနာလေးကိုအခုတော့တရားဝင်တခြားတယောက်လက်ထဲကိုလွှဲအပ်လိုက်ရပါပြီ။ ဒီလိုလွှဲအပ်လိုက်ရတဲ့အတွက်မိခင်တယောက်ရဲ့နှလုံးသားတွေကဖြစ်ပေါ်လာတဲ့နှမျောစိတ်၊ငေါသားလေးငါနဲ့ဝေးသွားပြီဆိုတဲ့ခံစားချက်ကြောင့်ဝမ်းနည်းမိတာပါလို့မျက်ရည်လေးရွှဲနဲ့ရှင်းပြခဲ့ရပါဒါကမိခင်တိုင်းနားလည်နိုင်တဲ့အင်မတန်နဲ့ရှိုင်းတဲ့တန်ရောစင်ပါတစ်ဖက်မှာတော့နှမျောစိတ်ကြောင့်ဝမ်းနည်းမိပေမဲ့နောက်တစ်ဖက်မှာလည်းအတိုင်းမသိဝမ်းသာရတဲ့အကြောင်းရင်းရှိနေပါတယ်အဲ့ဒါကတော့သူမရဲ့အချစ်ဆုံးအလိမ္မာဆုံးသားလေးကိုလက်တွဲခွင့်ရတဲ့သူကစိုးပြေသင့်ဖြစ်နေလို့ပါ တော်စန်းစဝင်းကချွေးမလေးဆိုပြတဲ့စဉ်ကိုလိမ်မာရင်ကြေးပြီးတော့ဥစားမှုပေးနိုင်မယ်ချွေးမကောင်းလေးလို့တောင်းတောင်းခဲ့ပါတယ်။ကိုသားကိုစိတ်ချလက်ချအနံ့နိုင်တဲ့ချွေးမမျိုးကိုရလိုက်တဲ့အတွက်လည်းအတိုင်မသိဝမ်းသာပီတိဖြစ်ရတယ်လို့ဆိုပါတယ်။ဒီလိုဝမ်းသာဝမ်းနဲ့ခံစားချက်တွေကိုပြောပြရင်းနဲ့မိမိတော်ဆန်းဆန်းဝင်းကတော့သူတို့ဆောင်တဲ့အတွက်အရေးကြီးဆုံးစုတောင်းတစ်ခုကိုလည်းတောင်းစုပြုခဲ့ပါတယ်။အဲ့ဒါကတော့သားတစ်ယောက်သမီးတစ်ယောက်မြင်မြန်လေးယူပြီးတော့မြေးချီရဖို့အတွက်ကိုစုတောင်းပေးနေကြောင်းမီဒီယာတွေကနေတစင်ပြောကြားသွားခဲ့ရပါဘူး။ ပရိသတ်ကြီးတို့လည်းသားပြည့်သူကြားကတန်ရုံးစင်နဲ့နန်းနန်းရှန်ရှန်ကိုတွေ့ရတဲ့အခါမှာဘလို့ခံစားရပါသလဲကိုယ့်ရဲ့အလိမ်မဆုံးသားလေးကိုချွေးမကောင်တယောက်လက်ထဲကိုထည့်လိုက်ရလို့ဝမ်းသာဝမ်းနည်းဖြစ်နေရတဲ့မိခင်တယောက်ရဲ့ဒီခံစားချက်ကိုနားလည်ပေးနိုင်ကြမယ်လို့ထင်ပါတယ်။ဖဲဝင်ရင်နဲ့ဆိုပြတဲ့ဇင်တို့ဆောင်တဲ့အတွက်အဆူတောင်းစကားလေးတွေနဲ့အတူမိခင်တယောက်ရဲ့မြတ်တာတရားပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်မျှဝေခဲ့ပါအောင်ရှင်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။